မာစီဒီကာစီဘိုရှိုးပွဲလက်မှတ်တဆောင်ကိုကိုသိန်းနဲ့ရောင်းပြီးလို့အဆက်ကွဲသွားတဲ့အဆိုတော်ပုပ်ပုံပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်လေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မာစီဒီကာကိုအကျွေးနဲ့ဝယ်စီပြီးရဲ့နောက်အကျွေးကျင်အောင်ရှိုးပွဲလက်မှတ်ကိုမတန်တဆစေးနဲ့ရောင်းချနေရကတော့အဆိုတော်ပုပ်ပုံပါအခုချိန်မှာမြန်မာနိုင်ငံမှာစီးပွားရေးချက်တဲပြီးတော့ကုန်စည်နှုန်းတွေကလည်းအစမတန်ကြီးမြင့်လာပါတယ်ဒါကြောင့်လည်းအခြေခံလူရန်းစားတွေမှာစားဝတ်နေရေးချက်တဲကြပါတယ် ီလိုချိန်မှာတဘာဝဘေးအန္တရာယ်မျိုးစုံတွေကလည်းမြန်မာနိုင်ငံကိုကြားရောက်ပါသေးတယ်။ဒီကနေ့နေ့မှာရေဘေးနဲ့အခုချိန်မှာငလင်ဘေးတွေကကြားရောက်နေရပါတယ်။ဒါကြောင့်လည်းလူတွေအတွက်ငွေရှာဖို့စီးပွားရှာဖို့ကခက်ခဲသလိုအကူအညီတွေအလူငွေတွေများစွာကလည်းလိုအပ်နေရဖြစ်ပါတယ်။ဒီလိုချိန်မှာအစိုးရတွေရုပ်ရှင်သရုပ်ဆောင်တွေအနေနဲ့ကလည်းသူတို့ရဲ့အနုပညာကျေးတွေကိုမတန်တဆမတောင်းဖို့အတွက်လိုအပ်လာပါတယ်။ဟိုတလောကဆိုရင်ကျော်ဟိန်းနဲ့တူတယ်ဆိုပြီးနာမည်ကြီးနေတဲ့မင်းသားနေဝင်တယောက်အနုပညာကျေးကိုရုပ်ရှင်တကာသိန်းတထောင်တောင်းလို့တော်တော်လေးကိုဝေဖန်ခံခဲ့ရ ရပါတယ်။ဒါအပြင်အစိုးရဆန်းဆန်းခန့်လိုက်ကလည်းသူ့ရဲ့မွေးနေ့ရှိုးပွဲလက်မှတ်တွေကိုအစမတန်ဈေးနဲ့ရောင်းချနေလို့အဝေးပန်းခံခဲ့ရပါတယ်။အခုခါမှာလည်းသူမရဲ့ရှိုးပွဲလက်မှတ်တွေကိုမတန်တဆဈေးတွေနဲ့ရောင်းချမိလို့လူပြောများနေရကတော့အစိုးရပူပူဖြစ်ပါတယ်။အစိုးရပူပူဆိုတာကတော့ထားလိုက်ပါချစ်ဘူးသမျှအစတဲ့တချင်းတွေကိုတီးဆိုရင်းနဲ့ပြည်သက်တွေကြားမှာနေရာတနေရာရရှိလာတဲ့အစိုးရတယောက်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ပူပူကရုပ်ရည်ချောမောလှပပြီးတော့ချစ်စရာကောင်းတဲ့အပြိုကြီးအစိုးရဖြစ်နေရကြောင်းလည်းယောက်ျားလေးပြိသက်တွေကပုံမသဘောကျကြပါရင်အခုခါမှာတော့အစိုးရပူပူဟာသူမရဲ့နိုင်ငံသားရှိုးပွဲအဖြစ်သူမမွေးနေ့အတွင်းမှာစင်ကာပူနိုင်ငံဘားတစ်ခုမှာမြန်မာပြိသက်တွေနဲ့ရှိုးပွဲကျင်းပဖို့တဲ့အစီအစဉ်နေရဖြစ်ပါတယ်။ဒါပေမဲ့လည်းပြည်ထနာကအစိုးရပူပူတောင်းထားတဲ့ရှိုးပွဲလက်မှတ်တွေပါ စင်ကာပူနိုင်ငံမှာကျင်းပမဲ့အဆိုတော်ပပိုးရဲ့ရှုပ်ပွဲလက်မှတ်တွေဟာအနည်းဆုံးဒေါ်လာ90ကနေအများဆုံးဒေါ်လာ200ထိရှိနေရပါအဆိုပါရှုပ်ပွဲလက်မှတ်တွေကိုမြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်တော့2သိန်းခွဲကနေ6သိန်းကျော်ဒီဈေးပေါက်နေရဖြစ်ပါတယ်။ဒါကြောင့်လည်းစင်ကာပူရောက်မြန်မာအတိုင်းဝိုင်းကပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။အထူးသဖြင့်အခုလိုမျိုးမြန်မာနိုင်ငံမှာလူတွေစီးပွားရေးကျတဲ့အကအတိဒုက္ခရောက်နေခြင်း စင်ကာပူနိုင်ငံမှာမတန်တဆစီးပွားလာရှာတဲ့အဆိုတော်ပူပူကိုစိတ်ဆိုးကြတာဖြစ်ပါတယ်။စင်ကာပူရောက်မြန်မာနိုင်ငံသားတအူကအဆိုတော်ပူပူဟောင်းကဘာကျော်အဆိုတော်လည်းမဟုတ်ပင်ဘားဆောင်ဒေါ်လာရာချီမြန်မာငွေသိန်းချီဈေးကြီးပေးပြီးကြည့်ရမှာလေ။ငလင်ပေးပဲလှူတန်းလိုက်မှာပေါ့ဆိုပြီးပြောကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်းအစိုးရပေါ်ပေါ်ရဲ့စင်ကာပူနိုင်ငံကမွေးနေ့ရှုပ်ပွဲကိုမွေးနေ့ပွဲလက်မှတ်တွေကိုဝယ်ယူသူနေပါသလိုအစိုးရပေါ်ပေါ်ကလည်းဝေဖန်ခံနေရတာဖြစ်ပါတယ်။ဒါကြောင့်အခုခါမှာတော့အစိုးရပေါ်ပေါ်တယောက်စင်ကာပူနိုင်ငံမှာပြုလုပ်မဲ့သူမရဲ့မွေးနေ့ရှုပ်ပွဲကိုဖျက်သိမ်းလိုက်ပါပြီ။ ပြည်သက်တွေကတော့အစိုးရပုံပုံအနေနဲ့အစကတည်းကရှိုးပွဲကိုမလုပ်သင့်တာဖြစ်ကြောင်းပြောကြပါတယ်။တချို့လူတွေကတော့အစိုးရပုံပုံအနေနဲ့လောဘမကြီးသင့်ဘူးလို့ဆိုပါတယ်။အစိုးရပုံပုံဟာငယ်စဉ်ကတည်းကနေမိဘတွေနဲ့မနေထိုင်ပဲအဖွားဖြစ်သူနေတာနေထိုင်ခဲ့ရတာပါပုံပုံရဲ့အဖွားကပြည်စီဥစ္စာချမ်းသာတာကြောင့်အစိုးရပုံပုံဟာအဖွားရဲ့အမွေကိုရရှိပြီးတော့ချမ်းသာကြွားနေပါတယ်။ဒီလိုပြည်စုံနေတဲ့အစိုးရပုံပုံအနေနဲ့လောဘမကြီးသင့်ဘူးလို့ဆိုပါတယ်။တချို့ကလည်းပုံပုံဟာမာစီတီကဝယ်စည်းဖို့အတွက် ပတ်စံရှာနေရလို့ပြောကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ ရိသတ်တွေကရောလက်မှတ်စီမတန်တဆတောင်းကကားဝယ်စည်းဖို့လုပ်နေရဲ့အဆိုတော်ပုပ်ပုပ်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်